မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအခြေအနေကိုအရေးယူဆောင်ရွက်ရမယ်မြန်မာပြည်သူတွေရဲ့အသက်တွေကိုကယ်တင်နိုင်ရန်အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီရှောင်လွှဲနေပါတယ်ကော့ခရိုင်မြို့နယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် နာရီအိမ်ပေါ်ကိုကြက်ရောက်ပောက်ကွဲသွားခဲ့ပြီးမိသားစုဝင်9ဦးအပါအဝင်ပြည်သူ9ဦးသေဆုံးခဲ့တဲ့တွင်ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တရဲနေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တွင်တစ်ပုဒ်ကတော့မြန်မာနိုင်ငံအခြေအနေကိုအရေးယူဆောင်ရွက်ဖို့နဲ့မြန်မာပြည်သူတွေရဲ့အသက်တွေကိုကယ်တင်နိုင်ဖို့အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီကရှောင်လွှဲနေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် တမ်မကြီးဥကြုံမိုးထွန်းကပြောကြားလိုက်ပါတယ်။ဇွန်လ17ရက်နေ့မှာပြုလုပ်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့မျက်နှာစုံညီအစည်းအဝေးမှာလုံခြုံရေးကောင်စီရဲ့အစီအကစားအပေါ်ဆွေးနွေးမှုပြုလုပ်စဉ်တွင်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တမ်မကြီးဥကြုံမိုးထွန်းကအခုလိုပြောဆိုခဲ့တာပါ။မြန်မာနိုင်ငံရဲ့အခြေအနေဟာဒေတာတွင်းနဲ့နိုင်ငံငင်းချင်းနဲ့လုံခြုံရေးကိုတိတာထင်ရှားစွာချင်းချောက်နေပြီး Global Organized Crime Index ရဲ့အဆိုအရ မြန်မာနိုင်ငံဟာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအလုံးမှာဂိုင်းကဏ္ဍအဖွဲ့ရာဇဝတ်ကျူးလွန်မှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေရလို့လဲဆိုထားပါဗျ။ဒါအပြင်အွန်လိုင်းအခြေပြုမှုခင်းတွေကို တိုးပွားလာမှုကြောင့်လူကုန်ကူးမှုပြဿနာတွေလည်းပုံမိုဆိုးရွားလာခဲ့တယ်လို့ဥကြုံမိုးထွန်းကပြောပါဗျ။အဲဒီလိုဖြစ်နေတဲ့မြန်မာနိုင်ငံအခြေအနေကိုအရေးယူဆောင်ဖို့အတွက်လုံခြုံရေးကောင်စီက ဆွေးနွေးမှုအကျင့်အကြေးအတွက်ကင်းကနန်းတွေကိုလိုသလိုအသုံးပြုကာရှောင်လွှဲနေကြရလို့လည်းထောက်ပြထားပါဗျ။မြန်မာနိုင်ငံနဲ့ဆက်လင်းတဲ့တကားပိတ်အစည်းအဝေးတွေရဲ့အရေးအတွက်ဟာလေအရေးကြီးခြင်းမဟုတ်ဘဲမြန်မာပြည်သူတွေရဲ့အသက်တွေကိုကယ်တင်နိုင်ဖို့အတွက်လုံခြုံရေးကောင်စီရဲ့မြန်ဆန်ထောက်ပြီးပြတမ်းမှုရှိတဲ့အရေးယူဆောင်ရွက်ချက်ကသာအရေးကြီးတာဖြစ်တယ်လို့လည်းတမ်မကြီးဥကြုံမိုးထွန်းကထောက်ပြပြောဆိုခဲ့ပါတယ်ရှင်။ ကရင်ပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာစစ်ကောင်စီတပ်ကလက်လက်ကြီးနဲ့ပစ်ခတ်မှုကြောင့်နာရီအိမ်ပေါ်ကိုကြက်ရောက်ပောက်ကွဲသွားခဲ့ပြီးကလေးငယ်2ဦးအပါအဝင်မိသားစုဝင်5ဦးအပါအဝင်ပြည်သူ9ဦးဟာသေဆုံးခဲ့ရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ဇွန်လ12ရက်နေ့ညနေ6နာရီဝန်းကျင်မှာကော့ကရိတ်မြို့နယ်ကြုံတိုးအခြေဆိုင်ခမရ945တပ်ရင်းနဲ့ ဂျိုင်းတရားမှာတက်ဆွဲထားတဲ့စစ်တပ်ကလက်လက်ကြီးတွေနဲ့စတဲ့ပြစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုစစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်လက်ကြီးကြီးတွေဟာကွန်ကရစ်မြို့နယ်ကော့ဘော်ကျေးရွာအတွင်းနာရီအိမ်ပေါ်ကိုကြက်ရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးမိသားစုဝင်၅ဦးအပါအဝင်ပြည်သူ၆ဦးဟာသေဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။စစ်တပ်ရဲ့လက်လက်ကြီးနဲ့ပြစ်ခတ်မှုကြောင့် တေဆုံးသူတွေထဲမှာအသက်38နှစ်အရွယ်ရှိတဲ့ဒေါ်တူတူအသက်9နှစ်အရွယ်ရှိတဲ့မတ်အင်ဒရာမိုအသက်10နှစ်အရွယ်ရှိတဲ့တားမောင်ဝင်းဝင်းကျော်အသက်41နှစ်အရွယ်ရှိတဲ့ဦးစိန်တောင်းလေးတို့မိသားစုဝင်9ဦးဟာတေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။အခြားပြည်သူတူဖြစ်တဲ့အသက်45နှစ်အရွယ်ရှိတဲ့ဦးလင်းကုံလည်းတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်ကော့ဂရိတ်မြို့နယ်မြောက်ကမန်ရိုက် ကျွရကိုလည်းအကြက်ဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် အသက်59နှစ်အရွယ်ရှိတဲ့ဦးမြင့်အောင်ဟာတည်ဆုံးခဲ့ရလို့လေမော်လရေရှင်းအာမီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ရန်ကုန်ကသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ရန်ကုန်တိုင်းလှိုင်းတရားမြို့နယ်မြန်မာကြည်ချွန်းဖက်နက်စရုံမှာလောက်ခလစာတွုံးမြင့်ရေးအတွက်ဇွန်လ9ရက်နေ့ကတည်းကဆန္ဒပြနေပြီမဲ့လေ9ရက်ကြာတဲ့အထိပြည်လဲချင်းမရှိသေးပဲဆန္ဒပြအလို့သမားတွေကိုစက်ရုံကနီလန်မျိုးစုံနဲ့အကြီးအကျယ်ချင်းချောင်နေတယ်လို့ဆန္ဒပြအလို့သမားတွေကပြောပါရယ်မြန်မာကြည်ချွန်းဖက်နက်စရုံကအလို့သမားတွေရဲ့တောင်းဆိုချက်ဖြစ်တဲ့ တရက်လုခလစာ13000ရရှိရေမလက်ရောတဲ့အပြင် ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ဆန္ဒထုတ်ဖော်နေတဲ့ပုံတွေကိုလည်းဖြတ်ပေးဖို့အတင်းကျပ်ဖိအားပေးနေရလို့လည်းသိရပါဗျ။မနေ့ကဒီအလုသမားတွေဟာ ငင်းချမ်းစွာဆန္ဒပြနေတာဖြစ်ပြီးမူလတောင်းဆိုထားတဲ့တရက်လောက်အားက13000ကျပ်အစား11500ကျပ်သာတိုးပေးဖို့အတွက်ဆက်လက်တောင်းဆိုနေရလို့လဲဆန္ဒပြလူသမားတို့ကပြောပါတယ်လူသမားတွေကအလျှော့ပေးတောင်းဆိုနေပြီမလဲဆက်ယုံဘက်ကတော့လူသမားတွေရဲ့တောင်းဆိုချက်တွေကိုတိုးမပေးပဲနီလန်မျိုးစုံပဲချင်းချောက်နေတယ်လို့လဲအဲ့ဒီဆက်ယုံကလူသမားတွေကပြောပါတယ်ရှင် မွန်ပြည်နယ်တိုင်းတပုတ်ကိုကြည့်အောင်ပါမွန်ပြည်နယ်မော်လမြိုင်မြို့ကပြည်နယ်အစိုးရရုံးနဲ့ဝန်ကြီးအင်အားကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာမှာစစ်တပ်ဘက်ကအရာရှိအုပ်ဟာတည်ဆုံးခဲ့တယ်လို့ Soul Dragon Drone Force SDDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါရတယ်။ဇွန်လ12ရက်နေ့မွန်လွယ်3နိုင်လောက်မှာမော်လမြိုင်မြို့ကပြည်နယ်အစိုးရရုံးနဲ့ ဝန်ကြီးအင်ယာကိုတော်လန်တပ်ဖွဲ့ဝင်တွေက drone နဲ့ဘုံးကျက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းမှာဥပဒေချုပ်အိမ်ကိုထိမှန်သွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိနှုတ်ဟာတိုက်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအတိုက်ခံရပြီးရဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလည်းလက်နက်ကြီးနဲ့ drone တွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့တော်လန်တပ်ဖွဲ့ဝင်တွေဘက်ကအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Saw Dragon Drone Force SDDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်အဲဒီတိုက်ခိုက်မှုကို Saw Dragon Drone Force SDDF Shatuwo နီးပညာတပ်ဖွဲ့ Alpha Best Drone Force Sky Warrior Drone Force နဲ့ဒေသခံမွန်ပြည်နယ်ပကဖတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ်ရှင်ဒီတကမှာတော့သခိုင်းတိုင်းမုံရွာမြို့နယ်မအူစစ်တပ်ဂိတ်နီးမှာအကြက်ဖက်စစ်ရင်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ စစ်အရာရှိတူပါဝင်စစ်သား3ဦးဟာတေသွားကြတယ်လို့ Braveheart Army BHA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့ညနေလောက်ကသခိုင်းတပ်မ33ကနေထွက်ခွာလာတဲ့ဂျင်းနေတင်ကာ19စီးတန်ပြားကာကာ8စီးမိုးကာအုပ်6ဘင်းကာ3စီးတို့ပါရင်နှန်းကို မုံရွာမန္တလေးလမ်းမကြီးပေါ်မုံရွာမြို့အဝင်မအူစစ်တပ်ဂိတ်လေးမှာ10စီးမြောက်ကားကိုပဒေသာမိုင်း9လုံးနဲ့မိုင်းဆွဲတက်ခိုက်ခဲ့တာဖြစ်ပြီး လက်လက်ကြီးလက်လက်ငယ်နဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်အေးတကယ်မို့တွင်အရာရှိတူအပါဝင်စစ်သား၂ဦးဟာထိသွားတာဖြစ်ပြီးအများပြားလဲဒဏ်ရရှိကတန်ပြားကကာတစီနဲ့ကျင်းနေတင်ကနှစီလဲပျက်စီးသွားခဲ့ရပါတယ်။အဲလိုတက်ခတ်ခံရပြီးနောက်မှာနာယေကာတစီအေးစီကာတစီတန်ပြားကကာတစီနဲ့တေဆုံးဒဏ်ရရှိသူတွေကိုလာရောက်တည်ဆောင်သွားခဲ့ပြီးဒဏ်ရရှိသူတွေကိုတော့မုံရွာမြို့ကိုတည်ဆောင်သွားတယ်လို့လည်းသိရပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့မုံရွာအချင်းထောင်ကနေထောင်ပြောင်းရွှေ့ခင်ရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအိုးဘူထောင်အာနာပိုင်တွေကဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက်အယောက်50ထက်မနည်းဟာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ့ PPN ကဘို့ဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဇွန်လ12ရက်နေ့မနေ့အစောပိုင်းမှာထောင်ပြောင်းရွှေ့လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကို ဥပုံထောင်ကထောင်အာဏာပိုင်တွေကဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးနိုင်ငံရဲ့အကျဉ်းသားအ ਨੇ ဆုံးအယောက်50ဟာထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးအသက်ရှင်သန်ပိုင်ခွင့်တွေတောင်ချင်းချောက်ခံနေရလို့လည်းသိရပါဗျ။နိုင်ငံရဲ့အကျဉ်းသားနဲ့အခြားရာစုအကျဉ်းသားစုစုပေါင်း200ဝန်းကျင်ခန့်ဟာအဲ့ဒီနေ့နေ့လယ်ပိုင်းလောက်မှာမန္တလေးဥပုံအကျဉ်းထောင်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီးအိုးဘူထောင်ဘူးကအဝင်မှာအချင်းဦးစည်းဝန်တန်းတွေနဲ့ရက်တက်ဖွဲ့ဝင်တွေက ရပါတော့တစ်သားဒုတ်တွေနဲ့ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာလည်းဖြစ်ပါတယ်။အဲလိုအိုးဘိုအချင်းထောင်ရဲ့ဆိုးရွားလာတဲ့လူရက်တွေအတွက်ထိရောက်တဲ့အပြစ်ပေးအေးအေးယူမှုတွေဖော်ဆောင်နိုင်ဖို့အတွက်လိုအပ်နေတယ်လို့လည်းကိုတိုင်ထွန်းကပြောပါဗါတယ်။အဲလိုဆိုးရွားတဲ့လူရက်တွေပေါ် statement ထုတ်နေရုံရှုံချနေုံနဲ့သူတို့တွေနားလည်မှာမဟုတ်တာကြောင့်မန္တလေးအခြေပြုတော်လန်းအင်အားစုတွေအနေနဲ့အချင်းအိုးစည်းဝန်ထမ်းတွေကိုဖမ်းဆီးထိန်းသိမ်းတာတွေ တော်လိုင်းအစိုးရရဲ့တရားရေးစီမံမှုအောက်မှာအဲ့ဒီလူတွေကိုစစ်စင်သားတွေကို ပိုပြီးမှတက်တက်သားသားနဲ့လှုပ်ဆောင်ပြနေဖို့လိုအပ်နေတယ်လို့လည်းကိုတိုင်ထွန်းကပြောပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားလုံးရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေကိုတက်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။